မိုင်းဆရာရုပ်ရှင်ဒါရိုက်တာဂရီနီရဲ့တုံးလင်းရေးအဖြစ်အပျက်တွေကိုပိတ်ကားပေါ်မှာတခွက်ချင်းစီပုံဖော်စီရင်ထားတာဟာဝန်နေချင်း ပျော်ရွှင်ခြင်းဆုံးရှုံးခြင်းနဲ့မျော်လင့်ခြင်းစတဲ့ယတာမျိုးစုံကိုခံစားရစီပါရယ်အဲ့ဒီအဖြစ်အပျက်များကကရီနီမာဘာရီဖြစ်ပျက်နေတာကိုကိုယ်တိုင်မြင်တွေ့လိုက်ရတယ်လို့မျိုးစိတ်ကိုဆွဲဆောင်သွားစီပါရယ်အဲ့ဒီပိတ်ကားထက်ကမြင်ကွင်းတွေဟာမြေပြင်အဖြစ်အပျက်တွေကိုအခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းဖြစ်ပါရယ်အဲ့ဒီရုပ်ရှင်ဇာတ်ကားရဲ့အမည်ကတော့လူစံဟုတ်လို့ခေါ်ပါရယ်အဲ့ဒီရုပ်ရှင်ကိုပုံဖော်ရိုက်ကူးထားတဲ့သူကတော့အသက်20ကျော်အရွယ်ဒီမိုးဆုမြို့ နယ်ပွားဒရိုက်တာချွန်းမီယာနေတူတူပဲဖြစ်ပါတယ်တူတူကဆယ်ကျော်သက်လူငယ်လေးအွယ်ကလေးကဒရိုက်တာဖြစ်ခြင်းနဲ့အိမ်မက်များစွာရှိခဲ့တဲ့သူပါဒါကြောင့်မလို့တက္ကသိုလ်ဝင်ဆံမွေးဖြီးဆိုအောင်မြင်ပြီးတဲ့အချိန်မှာလဲမန္တလေးမြို့အမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်မှာတက်ရောက်ခဲ့ပါတယ်ဂျမီယာနေတူတူကငယ်စဉ်ဘဝကလေးကရုပ်ရှင်ဖန်တီးသူတယောက်ဖြစ်ချင်းခဲ့ပြီးအနှွင့်ပညာပိုင်းအနေနဲ့လဲပကြီးဆွဲခြင်းအနောက်တိုင်းအကရီကာခြင်းနေနဲ့ကြီးပြင်းလာခဲ့တဲ့သူပါ သူဟာစစ်တပ်အာဏာမသိမ်းခင်ကမန္တလေးမြို့အမျိုးသားရင်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်မှာရုပ်ရှင်မေးကြားကိုတင်ကြားနေတဲ့ပထမနှစ်ကျောင်းသားတဦးလည်းဖြစ်ပါတယ်။2021ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်မှာကျောင်းဆက်မတက်တော့ဘဲဇာတိမြို့ကိုပြန်လာခဲ့ပါတယ်။အဲဒီနောက်ဒီမော့ဆိုမှာဆန္ဒပြတပိတ်ပေါင်းမှုတွေကိုကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါရိုက်တာဖြစ်ချင်းခဲ့တာကတော့ကလေးဘွားတွေကအထက်တန်းအောင်ပြီးတဲ့အချိန်မှာဖြစ်ချင်တဲ့ရုပ်ရှင်ဒါရိုက်တာပညာကိုဆက်သင်ယူခဲ့တယ်။ပြီးဆုံးအောင်သင်ခွင့်မရခဲ့တာကတော့ဝမ်းနည်းစရာပေါ့လို့တူတူကပြောပြပါတယ်။ဆန္ဒပြမှုတွေကိုစစ်တပ်ကလက်နက်နဲ့အကြမ်းဖက်ဖြုတ်ခွင်းလာချိန်မှာတော့ဂျူမီယာတူတူကတော်လန်ရင်ရဲဘော်တူဦးပြေခံယူပြီးလက်နက်ဆွဲကင်တော်လန်ခဲ့ပါတယ်။အဲ့လိုမျိုးတာဝန်ထမ်းဆောင်ရင်းနဲ့သူ့ရဲ့ဝါသနာနဲ့အိမ်မက်တွေကိုလည်းတက်ဆက်တဲ့အကောင့်ထဲပေါက်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ကငငယ်ရဲကစစ်တပ်ရဲ့အမျိုးမျိုးဖိနှိပ်မှုကိုခံခဲ့ရတာ ဒီတိုင်းဆန္ဒပြယုံနေမပြီးနိုင်ဘူးဆိုတာသဘောပေါက်ပြီးသားဆိုတော့လက်နက်ကင်ဖို့ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့တာလို့သူ့ရဲ့ခံယူချက်ကိုပြောပြပါရယ်စစ်တနန်တက်ရောက်တဲ့အခါမှာလဲဂျူမီယာတူတူက အခြေခံစစ်ပညာအပြင်ဖောက်ခွဲရေးပိုင်းကိုအတိအကထားလေ့လာခဲ့ပြီးတော့ကရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ပေါ်ပေါက်လာချိန်မှာတော့ဗဟိုမိုင်းဌာနရဲ့ထုတ်လုပ်ရေးနဲ့ဖောက်ခွဲရေးရဲဘော်အဖြစ်တာဝန်ယူခဲ့ပါရယ် စစ်မြေပြင်တွင်ဖောက်ခွဲမှုတွေမိုင်းထောင်ခြင်းတွေပြုလုပ်တဲ့အခါမှာသူ့ရဲ့လုပ်ဖို့ကင်ဘက်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိတာတွေကြာဆုံးတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရကြောင်းသူကဆိုပါတယ်။မိုင်းလုံရင်ကြာဆုံးသွားခဲ့ရတဲ့ရဲဘော်တွေအဖွဲ့တဲမှာလည်းရှိပါတယ်။ကိုဆိုရင်လည်းအပြင်ဒဏ်ရာတော့မရပေမဲ့အတွင်းဒဏ်ရာရခဲ့တယ်။မိုင်းမှာကတော်တော်လေးအနေရရှိမှန်းသိရတယ်။တခြားဘဲရဲဘော်မှာမလုပ်တဲ့အလုပ်တစ်ခုကိုတပတ်တလန်းကနေပါဝင်ကူညီပေးရတာပေါ့လို့တူတူကမိုင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကိုပြောပြပါတယ်။သူကိုယ်ရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံလာချိန်မှာတော့ရဲဘော်တွေအတွက်စိတ်ဓာတ်မြင့်တင်ပေးရန်လိုအပ်လာကြောင်းသဘောပေါက်လာခဲ့ပြီးတဲ့နောက်မှာဂရင်းနီပြည်နယ်တွင်းမှာရှိတဲ့အမှုပညာဝါသနာပါတဲ့အဖွဲ့အစည်းပေါင်းစုံကလူငယ်တွေကိုစုစည်းပြီးဂရင်းနီ Art Creation KAC ကို2023ခုနှစ်ဇွန်လ29ရက်နေ့မှာစတင်ဖွဲ့စည်းလိုက်ပါတယ်။ KC ကိုဖွဲ့စည်းပြီးတဲ့အချိန်မှာကရင်းနီပြည်နယ်အတွင်းမှာရှိတဲ့အဖြစ်အပျက်တွေကိုအခြေခံတဲ့လူဆန်ဟုတ်ပြုတ်ရှင်ကိုတစ်နှစ်အတွင်းအောင်မြင်စွာရိုက်ကူးနိုင်ခဲ့ပြန်ပါတယ်။လူဆန်ဟုတ်ပြည်ရည်ရွယ်ချက်ကတော့လူတို့ကိုစိတ်တက်မြင့်တင်မှုပေးခြင်းနဲ့တော်လရင်တပ်ဖွဲ့တွေကိုစီးလုံးစေခြင်းနဲ့နောက်ပြီးတော်လရင်တွေရန်ပုံငွေလိုခြင်းနဲ့ကျွန်တော်တို့ကဖျော်ပြေမှုပေးမယ်ဆိုပြီးရိုက်ကူးဖြစ်ခဲ့တာပါလို့တူတူကပြောပြပါရတယ်။လူဆန်ဟုတ်ရုပ်ရှင်မှာစစ်မြေပြင်မှာတကယ်တိုက်ခိုက်နေတဲ့ရဲဘော်တွေ အမှန်တကယ်ထွက်ပြေးခဲ့ရတဲ့စစ်ဆောင်တွေနဲ့ CDM တွေကအမှုပညာအတွေ့အကြုံမရှိဘဲပါဝင်သရုပ်ဆောင်ထားကြခြင်းဖြစ်ပါတယ်။အဲ့ဒီပြေရုပ်ရှင်ရိုက်900မှာလဲစတူဒီယိုအခန်းများမှာရိုက်ကူးခဲ့ကြခြင်းမဟုတ်ဘဲတကယ်စစ်မြေပြင်မှာရိုက်ကူးထားတဲ့ဇဝင်ကန်းတွေဖြစ်ပါတယ်။ပါဝင်ကြတာကရဲဘော်တွေဆိုတော့ရိုက်ကူးရေးမပြီးခင်တခခုဖြစ်သွားမှာကိုတော့စိုးရင်ခဲ့ရတယ်လို့သူကဆိုပါတယ်။ ဒရိုက်တာဂျူမီယာနေတူတူကမိုင်းဆရာဖြစ်ခဲ့တဲ့ အတွေ့အကြုံကိုအသုံးချပြီးရုပ်ရှင်ထဲမှာတိုက်ပွဲမြင်ကွင်းနေမိုင်းခွဲခြင်းနေလေကြောင်းတိုက်ခိုက်မှုတွေကိုလက်တွေ့ဆန်အောင်ဖန်တီးခဲ့ပြန်ပါတယ်ဒါပေမဲ့အန်ဒီရယ်ကတော့အမြင်ရှိခဲ့ပါတယ်။မိုင်းခွဲရိုက်ကွင်းတစ်ခုမှာမိုင်းလင်းစင်ပြီးကင်မရာပျက်စီးတာတွေ တရုတ်ဆောင်ရဲဘော်တူခေါင်းပေါက်ဒဏ်ရာရရှိခြင်းနဲ့ဒရိုက်တာကိုရိုင်းဒဏ်ရာရရှိခြင်းစတဲ့မတော်တဆမှုတွေကိုလည်းကြုံခဲ့ရပြန်တယ်။ဒါအပြင်ရိုက်ကူးရေးစရိတ်အတွက်လည်းရန်ပုံငယ်အခက်အခဲတွေကလည်းစိန်ခုမှုတည့်ရဲ့ဖြစ်ခဲ့ပြန်ပါတယ်။ကျွန်တော်တို့ကဝါသနာပါလို့သာရိုက်ကူးကြတာ professional တယောက်မှမပါဘူးလေ။နောက်အခက်ခဲတွေကတော့ကျွန်တော်ကိုယ်တိုင်ကလည်းရဲဘော်တယောက်လည်းဖြစ်နေတော့ငွေကြေးနဲ့စတင်ပစ္စည်းတွေကလုံလောက်မှုမရှိခဲ့ဘူးလို့တူတူကအခက်ခဲတွေကိုရှင်းပြပါရတယ်။ အဲ့လိုမျိုးအခက်အခဲများစွာနဲ့ဆွဆွဆဆရိုက်ကူးခဲ့တဲ့လူဆန်ဟုတ်ရုပ်ရှင်ကို2024ခုနှစ်မေလပိုင်းကနေစပြီးအော်စတြေးလျ၊ဂျပန်၊ကိုရီးယား၊ထိုင်း၊ဖင်လန်၊နယူးဇီလန်နဲ့ အိုင်ယာလန်စရိနိုင်ငံပေါင်း24နိုင်ငံမှာယုံတင်ပြသခဲ့ပြီးတော့အဆိုပါရုပ်ရှင်ကနေရရှိတဲ့ရန်ပုံငွေတွေကိုတော်လရင်တပ်ပေါင်းစုတွေစစ်ပေးဆောင်နေတဲ့စစ်ဆောင်ပညာရေးတွေမှာကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဂျူမီယာနီတူတူကသူ့ရဲ့အမှုပညာကိုလက်နက်ဖြင့်အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သူလို့ဆိုရမှာပါ။ လူဆန်ဟုတ်ရုပ်ရှင်ကကိုရီနီပြည်ရဲ့ဝမ်းနည်းပေရာဆုံးရှုံးမှုလူးစ်များနဲ့အတူတော်လန်သူတို့ရဲ့မျောလင်းချက် hope ကိုပါတခါရေ တပြိုင်နဲ့ထင်ဟပြတ်သားနေပြီးတော်လန်ရေးသမားတဦးရဲ့စစ်မြေပြင်မှာအမှုပညာကိုဖော်ထုတ်ပြတ်သားခြင်းပဲဖြစ်ပါတယ်။